မြန်မာအမှုပညာလောကကိုဆွန်လောကထိုင်းနိုင်ငံမှာအင်ချမ်းမြေတရေကြီးဖြစ်နေတဲ့မင်းသားစေရတဲ့အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့မြန်မာအမှုပညာလောကကိုဆွန်လောပြီးနောက်ထိုင်းနိုင်ငံမှာအင်ချမ်းမြေတရေကြီးတယောက်ဖြစ်ရပ်တည်နေတဲ့မင်းသားစေရတဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင် မင်းသားစီရတဲ့ဆိုတာကတော့မြမရုပ်ရှင်လောကမှာထိတဲမင်းသားတစ်လက်ဖြစ်ရက်တီခဲ့သူဖြစ်ပြီးရုပ်ရှင်စကားပေါင်းများစွာနဲ့ကြောင်ညာပေါင်းများစွာကိုရှိုက်ကူးနိုင်ခဲ့တဲ့ဒိဋ္ဌိကျဲမင်းသားတစ်လက်ပါသူရဲ့ချုံမော်လာရင်ရုပ်ရည်ကြောင့်လဲအားပေးသူမိကလေးပြိတ္တတွေများစွာပိုင်ဆိုင်ထားခဲ့သူတွေဖြစ်ပါတယ်ဒီလိုအမြင်နဲ့မင်းသားတစ်လက်ဖြစ်ခဲ့ပေမဲ့မင်းသားစီရတဲ့ဟာကိုဗစ်နောက်ပိုင်းမှာရုပ်ရှင်ရိုက်ကူးခြင်းတွေကိုရှင်းနာသွားခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးပညာလုပ်တွေကိုရှင်းနာပြီးတဲ့နောက်မှာမင်းသားစီရတဲ့ဟာထိုင်းနိုင်ငံမှာရွှေ့ပြောင်းနေထိုင်နေကြတာဖြစ်ပါတယ် ပညာလုပ်တွေရှုပ်တရေရှနာသွားခဲ့ပေမယ့် မင်းသားစီရဲချံစီဝါရဲအခြေပြတ်သွားသူတော့မဟုတ်ခဲ့ပါဘူးအကြောင်းကတော့မင်းသားစီရဲချံဟာအောင်မြင်စီအချိန်မှာစူဆောင်းကောင်းခဲ့သူဖြစ်ပြီးတော့မြန်မာနိုင်ငံမှာတိုက်ခိုက်များစွာဝင်ယူစူဆောင်းထားခဲ့တာပဲဖြစ်ပါတယ်အဲ့တည်းသူကကိုဗစ်မှာရောအမှုပညာလုပ်တွေရှင်းလာလိုက်တဲ့အခါမှာပါသူပိုင်ဆိုင်တဲ့တိုက်ခိုက်တွေအများပြားကိုအငှားချထားတာနဲ့ဒီအခြားအမှုပညာရှင်ချို့လို့အခြေပြတ်မသွားခဲ့ပဲအေးဆေးထိုင်စားနေနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုစီဝါရဲကွက်မြင့်တဲ့သူစီရဲချံဟာထိုင်းနိုင်ငံမှာတွားရောက်နေထိုင်ခဲ့တာကြာပြီဖြစ်ပြီးစီဝါရဲကွက်မြင့်တဲ့သူရဲ့ရဲ ဲ့ကြောင့်ဝင်ဝေကောင်းတဲ့မြန်မာနိုင်ငံကအမှုပညာလုပ်ကိုပင်လက်ချိစရာမလိုအောင်ပင်ကြီးပွားနေပြီပဲဖြစ်ပါတယ်။အချို့ကတော့မင်းသားစီရဲ့တဲ့တယောက်ထိုင်းနိုင်ငံမှာခုလိုတတိယဖြစ်နေနိုင်ခြင်းကမင်းသားစီရဲ့တဲ့ဟာလေဒီဝိုင်းဖြစ်ချမ်းသာသူတတိယကြီးတွေရဲ့အသုံးတော်ခံရတဲ့အလုပ်ကိုလုပ်နေလို့ဖြစ်တယ်လို့လည်းကောလာဟာလာသတင်းတွေထွက်ရှိခဲ့တာပါ။ဒါပေမဲ့စီရဲ့တဲ့ကတော့ထိုင်းနိုင်ငံမှာအင်ချမ်းမြေလုပ်ငန်းကိုလုပ်ကိုင်နေကြတာဖြစ်ပြီးသူရဲ့ကျွမ်းကျင်မှုကြောင့်လုပ်ငန်းကတော်တော်လေးအောင်မြင်နေခဲ့ကထိုင်းနိုင်ငံအင်ချမ်းမြေတိုင်းဝိုင်းမှာနာမည်ရှိတတိယတယောက်ဖြစ်ရည်တည်နေနိုင်ပြီဖြစ်တယ်လို့ သိရတာပဲဖြစ်ပါတယ်။ဇီးရက်ထက်ကထိုင်းနိုင်ငံမှာလူမျိုးချတငယ်ချင်းတွေအများပြားနဲ့ဈေးကြီးတဲ့ပါတီပေးခြင်းတွေမကြာခဏပြုလုပ်ပြီးတုံဖြိုးလေးရှိကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာအမြင့်ဖော်ပြလေးရှိတာပဲဖြစ်ပါတယ်။ဇီးရက်ထက်ကဘယ်နေရာရောက်ရောက်ငွေကိုစူးစမ်းပန်းစားရှာဖွေတာရက်တက်သွားမှာမဟုတ်ဘဲနဲ့အခုလိုငွေကိုသာရုံးကန်ရှာဖွေနေရတဲ့အကြောင်းကတော့အိုသွားတဲ့ချိန်ဘာမှမလုပ်တော့တဲ့ချိန်မှာပတ်စံဆိုတဲ့နောက်ခံတစ်ခုရှိမနေမှာအလွန်ကြောက်တဲ့တွင်ငယ်ရွယ်စဉ်လောက်ကိုင်းတိုင်း စ조사နိုင်သေးတဲ့အချိန်မှာတတိဖြစ်အောင်조사နေခြင်းဖြစ်ကြောင်းမျှဝေထားခဲ့တာပဲဖြစ်ပါတယ်ဒီလိုစီဝါရေးတွေနဲ့လုံမန်းနေပေပေမဲ့ဇေယျချက်ဟာဘာသာရေးကိုလည်းထူအားဆိုင်လှုပ်ဆောင်လာတော့ကိုတွေ့ရတာပဲဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်အမှုပညာလို့ကိုလက်ကြည့်စရာမလိုအောင်ပြင်ပဘဝမှာစီဝါရှာကချမ်းသာအောင်ရက်တီ조사နိုင်ခဲ့တဲ့ဇေယျချက်ရဲ့ရေးချင်းကတော့တကယ့်ကိုမှချီးကျူးစရာပါပဲနော်ထိုင်တကယ်မှာအင်ချမ်းမြေတတိကြီးဖြစ်ကြီးဝါချမ်းသာနေပြီဖြစ်တဲ့မင်းသားဇေယျချက်ရဲ့စီဝါရှာနိုင်တဲ့အရေးချင်းတစ်ခုကိုပြည်သက်ကြီးတို့ချီးကျူးမိကြရလားဆိုတာကွန်မန့်မှာပြောခဲ့ ဲ့ပေးပါအောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ရီနေနုပညာရှင်ရဲ့အသင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှင်